သားများနဲ့ဗတင်းမီဒီယာအဖွဲ့အစည်းအားလုံးမင်္ဂလာပါကျွန်တော်ကတော့ကျွန်တော်ကျွန်းကျေးရွာအုပ်စုရဲ့ဇွာသားတယောက်ဖြစ်ပါတယ်ဟိုကျွန်တော်ရင်ထဲမှာရှိတဲ့ခံစားချက်လေးကိုကျွန်တော်ပြောမှဖြစ်ပါတယ်အခုကျွန်တော်တို့တနိုင်ငံလုံးမှာပြောပြောနေတဲ့အစိုးရကဒီမိုကရေစီအစိုးရလို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ရောမှာကျွန်တော်တို့လက်ရှိခံစားရတာကဒီမိုကရေစီဆိုတာဘာကိုပြောတာလဲကျွန်တော်တို့ကဒီမိုကရေစီကိုဘယ်လိုနားလည်ရမလဲအခုကဒီမိုကရေစီမဟုတ်ဘဲငါးမိုကရေစီဖြစ်နေတယ် ကျွန်တော်တို့ကျေးရွာနဲ့တနော်ကျွန်းကျေးရွာနဲ့အုပ်ဖို့ကျေးရွာကိုမိချိဆက်တဲ့နေရာမှာလာရောက်ချိဆက်တဲ့အဖွဲ့စည်းတွေကလည်းကျွန်တော်တို့ကျေးရွာသူကျေးရွာသားတွေနားလေလက်ခံနိုင်တော့အခင်းချင်းမျိုးခင်းချင်းပတ်ထားတာကျွန်တော်တို့မတွေ့ရဘူးကျွန်တော်တို့ရောသူတို့လာတယ်ရဲတွေနဲ့လာတယ်ပြည်သူတူတူရောက်မှလည်းဟိုတိရှိနားလည်နားလို့အခွင့်အရေးတွေဟိုအခွင့်အလမ်းတွေမပြထမ်းမနဲ့လာရောက်ဆွဲတယ်ဆိုတာကျွန်တော်တို့ရွာသားတွေကသူတို့ပြောနေတဲ့ဒီမိုကရေစီဆိုတာကျွန်တော်တို့ကဘယ်လိုသွားမလဲဘယ်လိုနားလည်မလဲ လူသားတွေမှာလူသားဆန်တဲ့ကျင့်ဝတ်တွေရှိတယ်လူသားဆန်တဲ့တံပိုးတွေရှိတယ်အဲ့ဒီဆန်တံပိုးတွေရှိတယ်နိုင်ငံတော်စီမံချက်လို့ပြောတယ်နိုင်ငံတော်စီမံချက်မှာစီမံချက်နဲ့သက်ဆိုင်ပတ်သက်တဲ့ဆန်တံပိုးတွေရှိမှာပဲဒါပေမဲ့ဒီကနေ့သူတို့လာလုပ်တဲ့လုံထုံလုံဒီကစီမံချက်ဆန်တံပိုးတွေနဲ့ဘလောက်ကိုက်နေတယ်လဲဆိုတာကိုကျွန်တော်တို့ပြည်သူလူထုကတန်တရားဝင်လာတယ်ကျွန်တော်တို့ပြည်သူလူထုရဲ့တန်တရားကဘလောက်ထိကြီးထွားလာတယ်လဲဆိုတော့တပ်ပွဲဖြန့်တော့တဲ့ထိကြီးထွားလာတယ်ဒါဟာတာဝန်ရှိတဲ့သူတွေလုံဆောင်တဲ့နေရာမှာ စံတန်ဘိုးတွေကိုလက်လွတ်စပယ်ရှုပြီးတော့လှုပ်ဆောင်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရမှာဒီလိုပြည်ပခါတွေဖြစ်ပေါ်တော့လုံထုံလုံနီးနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်စီမံချက်ဆိုတာကျွန်တော်တို့မကန့်ကွက်ဘူးမနှောက်ယှက်ဘူးမဆန့်ကျင်ဘူးကျွန်တော်တို့ကနိုင်ငံတော်စီမံချက်ဆိုရင်စီမံချက်နဲ့ပတ်သက်တဲ့စံနဲ့တန်ဘိုးတွေရှိမှာပဲအဲ့ဒီစံတန်ဘိုးတွေကျွန်တော်တို့ပြည်သူပြည်သားတွေမသိသင့်ဘူးလားသိသင့်ကြတဲ့အခွင့်အရေးမရှိဘူးလားအဲ့ဒီလိုအခွင့်အရေးမျိုးတွေကိုဘယ်လိုလူမျိုးတွေကပြည်သူတွေကိုချပြပိုင်ခွင့်ရှိတယ်လဲနော်ချပြဖို့ခွင့်မှန်းရှိတယ်လဲ ကျွန်တော်တို့ကအခုကမျက်စိမိတ်နားပြပြီးတော့လာတယ်ဒုစီမံချက်ကိုမနှောက်ရှက်နဲ့ဒုစီမံချက်ကိုမကွန့်ကွန့်နဲ့ဒုစီမံချက်ကိုနှောက်ရှက်ရင်ကန့်ကွက်ရင်တည်စဲဥပဒေနဲ့အရေးယူမယ်လို့ကျွန်တော်တို့ကိုချိန်ချောက်တယ်အဲ့တော့ကျွန်တော်တို့ကတေဝါလုံးကပြန်ပြေးဆွဲခံလာသလိုဖြစ်နေတယ်နော်ကျွန်တော်ပြည်သူပြည်သားတွေကပြန်ပြေးဆွဲခံလာသလိုဖြစ်နေတယ်ပြောတော့ဒီမိုကရေစီအစိုးရတဲ့ဒီမိုကရေစီအစိုးရရဲ့လုံဖုံးလို့နေကတိတ်အယုတ်ဆိုးအကြီးတန်းအောင်အကြီးတယ်နော်ကျွန်တော်တို့မျောလင့်ထားတယ်ကျွန်တော်တို့ပြည်သူတွေမျောလင့်ထားတယ်မျောလင့်ချက်ကဒါမျိုးမဟုတ်ဘူး နော်ရှင်ချင်းတိမ်မွေးတဲ့လုံထုံလုံကြီးတွေနဲ့နော်အပြန်အလှန်ချင်းကမှုတွေကိုကျွန်တော်တို့မျှော်လင့်တာလားခုကျွန်တော်တို့တို့ဘယ်လိုချင်းကလဲနော်ကျွန်တော်တို့စီမံချက်ကမနှောက်ရှက်နဲ့မကန့်ကွက်နဲ့မစန့်ကျင်နဲ့စန့်ကျင်ရင်ကန့်ကွက်ရင်နှောက်ရှက်ရင်တည်ဆဲမှုတွေနဲ့အရေးယူမယ်လေဆိုတော့အဲ့ဒီတည်ဆဲမှုတွေဆိုတဲ့အောက်မှာကျွန်တော်တို့ပဲအရေးယူခံရမှာလားတည်ဆဲမှုတွေကိုချိုးဖောက်ရင်တို့ရောအရေးယူခံမှာမရှိဘူးလားနော်ကျွန်တော်ပြည်သူများဒါဝင်းနေမှာမခံစားနိုင်ဘူးဥပဒေဆိုတာပြည်သူတွေကိုဖိနှိပ်ဖို့လား ပြည်သူတွေရဲ့အခွင့်အလမ်းကိုကာကွယ်ဖို့လားကာကွယ်ကျွန်တော်တို့ကကျွန်တော်တို့အခွင့်အလမ်းကိုဟိုကာကွယ်မှာလားမဟုတ်ကျွန်တော်တို့အခွင့်အလမ်းကိုနှိပ်ကုတ်မှာလားနော်လက်ရှိ2015ရွေးကောက်ပွဲကနေပြီးဒီဘက်ကိုတက်လာတဲ့အစိုးရကိုကျွန်တော်တို့ကပြည်သူလူထုရွေးကောက်တင်မြှောက်တဲ့အစိုးရလို့သတ်မှတ်ထားတယ်ဒီမိုကရေစီအစိုးရလို့ကျွန်တော်တို့ကသတ်မှတ်ထားတယ်ဒါပေမဲ့ဒီမိုကရေစီအစိုးရရဲ့လုံခြုံလုံနည်းတွေကအာဏာရှင်ဆန်ဆန်ဖြစ်သွားတယ်ကျွန်တော်တို့အဲ့ဒါကိုခံစားရတယ်ကျွန်တော်တို့ရောလောက်တော့ကြည့်နေ ကျွန်တော်တို့ကမှတက်ဆိုင်အောင်ဖွဲ့စည်းရရှိတယ်မီလီယံကော်မတီရှိတယ်အုပ်ချုပ်ရေးဖွဲ့စည်းရရှိတယ်အဲ့ဒီဖွဲ့စည်းကျွန်တော်တို့မေးတယ်သူတို့ကသူတို့ကိုတဲ့တစုံတရာအကြောင်းကြားခြင်းမရှိဘူးလေဒါဆိုရင်သူတို့မှတစုံတရာအကြောင်းကြားခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ပြည်သူတွေကဘာကိုသိရမလဲဘာကိုနားလည်ရမလဲဘယ်သူ့ကိုမေးရမလဲတာဝန်ရှိသူတွေကဘယ်သူ့ကိုလဲနော်ဒီမီလီယံကိစ္စနဲ့ပတ်သက်ပြီးတော့အဓိကတာဝန်ရှိသူကဘယ်သူလဲဆိုတာကျွန်တော်သိတယ်သူတို့လာတာသူတို့ကနိုင်ငံတော်စီမံချက်နိုင်ငံတော်စီမံချက်တဲ့နိုင်ငံတော်ဆိုတာ ြည်သူလူထုနဲ့တိဆောက်ထားတာပါနော်နိုင်ငံတော်ဆိုရဆိုရလေပြည်သူလူထုကရွေးချယ်တင်မြှောက်တာနဲ့အစိုးရပါအဲ့တော့ပြည်သူလူထုကရွေးချယ်တင်မြှောက်တာနဲ့အစိုးရကပြည်သူလူထုရှိကိုလာတယ်စီမံချက်စီမံချက်စီမံချက်ဆိုတာလည်းနဲ့ရွေးချင်းချောက်တယ်ကျွန်တော်တို့အားကြီးကောင်းမှာပြားပြားမှောက်နေရကျွန်တော်ပြည်သူတွေကခုကျွန်တော်ပြည်သူပြည်သားတွေအားလုံးကဒီလိုဖြစ်လာရတဲ့အကြောင်းရင်းကတာဝန်ရှိသူတွေလုံထုံလုံနီးကိုကိုင်းနေအောင်မလို့ဆောင်တာဖြစ်တယ်ကျွန်တော်တို့ပြည်သူတွေရုံးရဆန်ကဖြစ်ခဲ့ရတယ်ဒီကြားလေကျွန်တော်တို့ကိုအရက်ထဲမှာနော် တပုတ်နေလို့ပြောနေသေးတယ်ဟာအဲ့ဒီအဖွဲ့ကြီးကိုတဲ့ငြိမ်းစုစီဥပဒေနဲ့အရေးယူလို့တိစောင်းနေတယ်တဲ့ဟောနော်ငြိမ်းစုစီဥပဒေတဲ့နော်နိုင်လို့လို့ဥပဒေတဲ့ပေါ်ပေါ်ချက်ချက်ကြောက်ကားကြီးတဲ့အဲ့ဒါကျွန်တော်တို့တွေ့လားကျွန်တော်တို့ကိုကာဝယ်ဖို့လားကျွန်တော်တို့ကိုဖိနှိပ်ဖို့လားကျွန်တော်တို့ကိုချုပ်ချယ်ဖို့လားအဲ့တော့ကျွန်တော်တို့ပြည်သူလူထုကဘယ်ပါတီတက်တက်ဘယ်ဆိုးရတက်တက်ကြောက်နေလားကျွန်တော်တို့အားကိုးစရာမမာလဲကျွန်တော်တို့ယုံကြည်လို့မမာလဲ ကျွန်တော်တို့ခေါင်းဆောင်ဘာမှလဲကျွန်တော်တို့ကအခုတော့ခေါင်းဆောင်လဲကျွန်တော်တို့မတွေ့ဘူးခေါင်းဆောင်လဲမမြင်ဘူးကိုယ့်ကိုယ်ကိုပြန်ကြည့်တဲ့အခါကျတော့အဖိလိုက်ခံစားပွားမှာရောက်ရဲရလာတယ်ရဲအင်အားနဲ့လာတယ်ဂျွာသားကြီးဆိုတော့ရဲရတော့ကြောက်ရတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကဘာအပြစ်မှမရှိတော့ဘာမှကျွန်တော်တို့ကြောက်စရာမလိုဘူးကျွန်တော်တို့ကပြည်သူတွေဖြစ်တဲ့အတွက်နော်ပြည်သူပြည်သားတွေဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားအားလုံးရဲ့တန်းတူရည်ရွယ်ချက်ရှိဖို့တော့လိုတယ် ။အုပ်ဖို့တေဝါထဲမှာအခွင့်အရေးရှိတာဖြစ်လာတယ်။နော်။ကျွန်တော်တို့တနော်ကျိုးမသားတွေလည်းအုပ်ဖို့သားလို့အခွင့်အရေးမရှိဘူးလား။ရှိပါတယ်။နော်။ခုနေ့ကဟိုလွတ်တော်ကိုယ်စားလှယ်ကောင်းလာတယ်။ဒေါ်ယီထိုက်လာ။ तू ကကျွန်တော်တို့တနော်ကျိုးဘက်ကမဟုတ်ဘူး။ तू ကအုပ်ဖို့ကိုယ်စားလှယ်ကောင်းဖြစ်နိုင်တယ်။အဲ့ဒါကျွန်တော်ကသူ့ကိုပြောတယ်ကျွန်တော်တို့တော်ကျွန်းရွာသားတွေနဲ့အုပ်ဖွေရွာသားတွေကိုဖြစ်နိုင်တာလေးနဲ့ဖြစ်ချင်တာလေးကိုဆွေးနွေးဖို့ပြောတော့ဟာဆရာမပြောပါနဲ့ကျမပြောပါမယ်ကျမပြောပါမယ်ဆိုတော့ तू ကအုပ်ဖွေကိုယ်တိုင်တော်ဖြစ်သွားပြီ ကျွန်တော်တို့ကျွန်တော်တို့မှာကကိုယ်တိုင်လောင်းကျွန်တော်တို့မှာကျွန်တော်ရှာရတော့မယ်နော်ကျွန်တော်တို့ကနောက်ဆိုရင်ကျွန်တော်တို့ကအုပ်ဖို့လောက်အောင်မှာပြားပြားမှောက်သွားလိမ့်မယ်ကျွန်တော်ရွာသားတွေကညှဉ်းညို့ဖို့လိုတယ်ညှဉ်းညို့တဲ့ဆိုတဲ့နေရာမှာစီးနဲ့ကမ်းနဲ့ညီဖို့လိုတယ်နော်ကျွန်တော်တို့ရွာသားတွေအားလုံးကစီးနဲ့ကမ်းပဲမပြောကြမလုပ်ကြဖို့လိုတယ်ဒီရွာထဲမှာကျွန်တော်တို့ကိုသတင်းလွှင့်နေတာရှိတယ်ဒီကောင်တွေကိုနိုင်လွန်းလွန်ဥပဒေနဲ့နော်ပုံမှန်ချက်တစ်ချောင်းကားကြီးနဲ့ငြိမ်းစုစီဥပဒေနဲ့အရေးယူမယ်တဲ့အဲ့ဒီဥပဒေတွေရဲ့အ내အသေးပဲကျွန်တော်တို့သိကျင်တယ်ဘယ်သူတွေကရှင်းပြပေးနိုင်တယ်လဲ နော်ဒီမိုကရေစီဆိုတာဘာကိုပြောတာလဲကျွန်တော်နားလည်ထားတာကဒီမိုကရေစီဆိုတာဒီမိုကလူအများကရေစီကအုပ်ချုပ်ရေးနော်ဒီမိုကရေစီကဗမာစကားမဟုတ်ဘူးလက်တင်အမေရိကဘာသာနဲ့ထုတ်ဝေထားတာကျွန်တော်တို့ဗမာလိုပြောမယ်ဆိုရင်ဒီမိုကရေစီကဒီမိုကလူအများကရေစီကအုပ်ချုပ်ရေးဒါပေမဲ့အခုကျွန်တော်တို့ခံစားရတာကငါးမိုကရေစီအုပ်ချုပ်ရေးဗမာလည်းဒီမိုကရေစီကျွန်တော်တို့ပြည်သူတွေကဒီတိုင်းနဲ့ဆက်ခံနေရမှာလားဥပမာကိုထူကိုထမီလီယံမဟုတ်ဘူးနိုင်ငံတော်ပိုင်လို့ပြောတယ်လက်ခံရဲ့နော် ဘာဖြစ်လဲဆိုတော့အဲ့ဒီတွေ့တန်းလာတဲ့ဓာတ်အားကိုနိုင်ငံတော်ကပိုင်တာတင်ကြတယ်လေအဲ့ဒီဓာတ်အားရှောက်လာဖို့အတွက်အောက်ကတိုင်တဲ့ဂျိုးကိုဘယ်သူမှဆက်လုပ်ထားတယ်နော်ကျွန်တော်တို့ပြည်သူတွေရဲ့ပတ်စံနဲ့နော်အိမ်ပေါင်းချမ်းပေါင်းလဲပေါင်းမရှိတဲ့လူကအတော်တွေနဲ့ဆွဲလုပ်ထားတယ်အဲ့ဒါကိုနိုင်ငံတော်ကတနော်ကျွန်းကျေးရွာမီလီယေဆိုတဲ့ခေါင်းစဉ်နဲ့တိရှိရာပတ်မိုးထားတယ်တဲ့ခေါင်းစဉ်ကိုနားထောင်ကြည့်ပါနော်တနော်ကျွန်းကျေးရွာမီလီယေဆိုတဲ့ခေါင်းစဉ်နဲ့ပတ်မိုးထားတာပါအဲ့ဒီတော့ကျွန်တော်တို့ပြည်သူတွေကလည်း အဲ့ဒီခေါင်းစဉ်အောက်မှာသွားတာဖြစ်တယ်ပြကျွန်တော်တို့ရွာမှာအခုလိုမျိုး night test ရှင်းနေနော်ဆိုတော့ဘဝဦးစစ်စနစ်ဆန်ဆန်လှောက်ဆောင်တာမျိုးကတော့ကျွန်တော်ပြည်သူတွေကလက်ခံနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့ကအပြုသဘောဆောင်ပြီးချင်းကချင်းနဲ့ဒါပေမဲ့သူတို့ကချင်းကမှုကိုလက်လို့ပြုတယ်နော်အုတ်ချုပ်ရင်တက်ဆိုင်အောင်အုတ်ချုပ်ရင်ပိုင်းကလာတယ်နော်မြို့နယ်အုတ်ချုပ်ရင်ပိုင်းကသူတို့ကတော့ဘာမှမပြောလွတ်တော်ကိုယ်တိုင်လောင်းကသူ့ရေးဆိုပြောနေတာအဲ့တော့ကျွန်တော်တို့က ူတို့ရဲ့စီမံခန့်ခွဲမှုအောက်မှာကျွန်တော်တို့သွားနေတာလားကျွန်တော်တို့ပြည်သူလူထုရဲ့စီမံခန့်ခွဲမှုအဖို့တို့ကယက်တီထားတာလားကျွန်တော်တို့ကမယုံရဲတော့ဘူးဘယ်သူ့ကိုယုံရမှာလဲကျွန်တော်တို့ဘယ်သူ့ကိုအားကိုးလုံးလုံးလေးမကျွမ်းကျင်ဘူးအဲ့မှာကျွမ်းကျင်သူနားလည်သူတွေရှိတယ်ဒါမဲ့ကျွမ်းကျင်သူနားလည်သူတွေက လုံထုံလုံးဒီမှာရှိတဲ့စံတံမိုးတွေကိုအလေးမထားတံမိုးမထားဘဲနဲ့ဝင်လုံးတယ်ဆိုတာတိတ်အယုတ်ဆိုးအကြီးတံမိုးအကြီးတယ်ကျွန်တော်တို့ပြည်သူတရားအနေနဲ့အဲ့ဒီလိုရုပ်ဆိုးအကြီးတံမိုးတို့ကျွန်တော်တို့မခံစားနိုင်ဘူးကျွန်တော်တို့ကဒီမိုကရေစီအစိုးရဆိုတာနော်ပြည်သူကရွေးချယ်တင်မြှောက်တဲ့အစိုးရအဲ့ဒီပြည်သူကရွေးချယ်တင်မြှောက်တဲ့အစိုးရရဲ့ခေါင်းစဉ်အောက်မှာသွားတဲ့လုံထုံလုံးဒီအားလုံးဟာပြည်သူကိုအကျိုးတရားဖို့လို့လိုတာပေါ့နော်စီမံချက်ကမနောက်ရှက်နဲ့စီမံချက်ကမတားနဲ့လေနော်မကန့်ကွက်နဲ့လေကန့်ကွက်ရင်အေးယူမယ်တဲ့နော် တည်ဆဲဥပဒေနဲ့အေးအေးယူမယ်တဲ့စီမံချက်ဆိုတာကျွန်တော်တို့ကျွန်တော်တို့စီမံချက်တေးပါသေးတယ်နော်အေးအေးပြီးမြေဆုံစီမံချက်တရုံးနဲ့ငါလက်မခံလို့ဘယ်လိုလုပ်ထားလဲအခုနော်ကျွန်တော်တို့တို့ပြောတယ်လေစီမံချက်ကိုကန့်ပွဲရင်နောက်ဆက်ရင်လည်းအေးတည်ဆဲဥပဒေနဲ့အေးအေးယူမယ်တဲ့အဲ့ဒီမှာဘာအေးအေးယူလဲတည်ဆဲဥပဒေနဲ့နော်အေးအေးပြီးမြေဆုံကိုအခုကျွန်တော်တို့ပြည်သူတွေကလက်မခံလို့ရက်ထားတယ်အဲ့ကျွန်တော်တို့ကလည်းဖြစ်စေချင်တာကကျွန်တော်တို့ရွာမှာရှိတဲ့ကုံချားစရိတ်ဥမာ36600ကုံထားတယ်ပေါ့နော်အဲ36000ကနိုင်ငံတော့ပံ့ပိုးတယ် ကျန်တဲ့သိန်းလေးရကိုကျွန်တော်တို့ကပူပေါင်းဆောင်ရွက်လို့ကျွန်တော်တို့ဘက်ကတောင်းဆိုတာနော်ဒါကျွန်တော်တို့မတော်မတရားပြောတာမဟုတ်ဘူးနော်ဒါလူဆိုတာလူသားဆန်တဲ့ကျင့်ဖို့လူသားဆန်တဲ့ကိုကျင်းစာတရားတွေရှိဖို့တော့လိုတာပေါ့နော်ဘယ်သူအတင်းတင်းငတိမာရင်ပြီးတော့ဆိုတော့လှုပ်ထုံလို့ဒီမျိုးကကျွန်တော်နိုင်ငံမှာဖြစ်နိုင်ဘူးလို့ထင်တယ်အဲ့ဒီလှုပ်ထုံလုံးဒီတိုင်ဆက်သွားမယ်ဆိုတော့ကျွန်တော်နိုင်ငံပြုကားဖြစ်ဖို့ပဲကြားရတယ်ကျွန်တော်တို့ကတနော်ကျောင်းတဲ့အုပ်ဖွားမနဲ့မိုးလင်းတွေ့နေရမျက်နှာလွဲလို့မရဘူးအဲ့ဒီယူအာနေမှာကိုဒီလိုရန်တက်ပေးတာဘယ်သူလဲ နော်ကျွန်တော်ဆိုလို့ကျွန်တော်နံပါတ်1လွတ်တော်ကိုတည်းလောင်းမယ်ကျွန်တော်တို့ကအဲ့ဒါလိုပြောချင်တယ်ကျွန်တော်တို့ဘာဖြစ်လို့အဲ့လိုပြောလဲဆိုတော့ဆွတ်ဆွဲတာမဟုတ်ဘူးနော်ကျွန်တော်တို့ရွာရဲ့မဲဆန္ဒနေပြသူ့မဲဆန္ဒနေပြလေကျွန်တော်တို့ပြည်သူတွေအားလုံးကသူ့ကိုမဲပြရတာမဟုတ်ဘူးလားပြည်သူကိုယ်တည်းတယောက်ကဘာဖြစ်လို့တစ်ဖက်ဆောင်နေပုံစံမျိုးလှုပ်ဆောင်သွားတယ်လဲဆိုတော့ကျွန်တော်တို့ဝင်ထဲမှာခံစားလို့မတတ်ပြည်သူစရာယိုယိုလေးပဲနားလိုက်တယ်လေအခုအဲ့လျှက်စစ်တပ်အားလိုက်ကိုနိုင်ငံတော်ကပိုင်ဆိုကျွန်တော်တို့လက်ခံတယ် ားဘုရောနိုင်ငံတော်ကပိုင်တာမှတ်ပါတယ်။ဒါပေမဲ့အဲ့ဓာအားလာဖို့အတွက်တိုင်နဲ့ဂျိုးကြတော့